ောင်ချိုမှာကျွန်တော်တို့ဒီနိုင်ငံတော်အလံတွေစိုက်ဖို့ကတည်ကြသွားပြီဒီလကုံပထမပတ်တွင်မှာဖြစ်ဖို့များသွားပြီစစ်တူးကြောင့်မီဒီယာတွေအုပ်စုတွေလည်းတော်တော်လေးကိုသူတို့သွေးသွေးလေခြောက်ချနေတယ်ကျွန်တော်တို့ဒီကန်းတောက်ဆုပ်လိုက်ရတယ်လက်ရှိကျွန်တော်တို့ဒီဈေးပြုံကုန်ကိုထပ်တိုက်နေတယ်ဈေးပြုံကုန်ထပ်တိုက်နေဈေးပြုံကုန်ကတော့ကျွန်တော်တို့အနည်းနဲ့အမြန်စစ်တူးကြောင့်အုပ်စုတွေကျွန်တော်တို့ကြီးပါတွေကိုဝင်လုံးမဲ့အနေကတော့ရှိသွားပြီဟိုဘက်မှာညောင်ကျိုးဘက်မှာလည်း အဲစီဒီရေးပြီးတအားများနေတာတွေကပပူနဲ့အထဲမှာရှိရသေးတယ်ထပ်ပြေးဦးမှာဘာကြောင့်လဲခင်ဗျားတို့ဂတိမှမတည်အတင်းအကျပ်မကောင်းတက်လို့သာနေနေရတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေကတော့ဖြစ်နေတယ်နော် အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရွတီမှာဒီနေ့2025ရွမ်းလာ24ရင်းနဲ့မနေ့ကမှပြန်လဲကျူဆိုလိုက်ပါတယ်ဒီနေ့မနေ့ကမှပထမဆုံးကတော့မန္တလေးတန်းကတက်ပွေးသတင်းတွေနဲ့ပြောရအောင်ပါမန္တလေးတန်းနထိုးကြီးမြောက်နယ်ဝလူရေစခန်းကိုစစ်ကူလာတော့ကျန်းဖက်စစ်တပ်စစ်ကြောင်းကိုတက်ခတ်ရာမှာစစ်သားစစ်တောင်းဦးတည်ဆုံးပြီးတော့ဒုတိယချက်တူအရှင်ဖမ်းမင်ကတူကအလင်းဝင်ရုပ်ခဲကြောင်းကျွန်တော်တို့တူလိုင်းတဖို့တွေစီကဖြစ်တဲ့မင်းကျန်ခရင်အမတ်လေးတစေတရင်က ပြောဆိုပါတယ်ဒါကဝလူနေမီရေစခန်းကိုစစ်ကူအဖြစ် ရောက်ရှိလာသောအကြမ်းဖက်စစ်တပ်စကြောင်းကိုဒူလင်ရဲတပ်ဖွဲ့များကကြားအဖြတ်တက်ခိုက်ခဲ့ကြောင်း၎င်းတို့တပ်ဖွဲ့အတွက်မှအကြမ်းဖက်စစ်တပ်ဖက်မှစစ်ကောင်စီတပ်သားစစ်တောင်းဦးတည်ဆုံးက၅ဦးထက်ဒီရင်ရရှိ၅ဦးထိကိုထိခတ်တိုင်ရရှိခဲ့ပြီးတော့အလုံးတလုံးအာအလုံးတစုံကိုဒင်းစီနိုင်ခဲ့ကြောင်းသိရှိရပါတယ်ထို့ပြင်တပ်ဖွဲ့အတွက်မှတက်မှရှစ်ရှစ်မှလူတကြက်တအူးကိုလည်းလေဝေဖန်းစီရမင်းခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရေတသားတူလေလင်းနဲ့များနဲ့အတူအလင်းဝင်ရုတ်ခဲ့ကြောင်းအကျန်းဖက်စစ်တပ်စစ်ကြောင်းမှတရားမတရားဗိုလ်တာဆွေဖန်းစီထားခံရသောစစ်မှုထမ်းတသားသည့်နှုတ်ကိုလေလိုလိုင်းတပ်ဖွဲ့တွေကဂျေထုတ်နိုင်ခဲ့ကြောင်းဒူလိုင်းတပ်ဖွဲ့စီကနဲ့တရင်တွေကြားသိရပါတယ်ဒီတပ်ဖွဲ့ကတော့အာဒူလိုင်းတပ်ဖွဲ့တွေကအဆိုပါတပ်ဖွဲ့ တပွေအာဒီတက်ခတ်မှုကိုအာနန်းမင်းစောပေါ့နော်အာကိုမင်းစောအညာမေ operation အဖြစ်ပေါ့နော်မင်းချန်ခရံအမတ်လေးတရင်မင်းချန်ခရံအမတ်တစေတရင်တရားဦးပကဖဒုတ်ကလောဆောင်ခဲ့ကြောင်းသိရှိရပါတယ်ဒီတပွေမှာဒိုလိုင်းတဖို့တွေကတော့အာထိခတ်မှုအသေးစိတ်ကတော့ရေးသားထားမတွေ့ဘူးဒီတဲ့မှာစစ်ကောင်စီဖက်မှာ လင်းနေကင်းရတူကလည်းအများပြသိမ့်ပိုက်ရရှိတာရှိပါတယ်ဆိုတော့ဒီတဲ့မှာ RPG တော့လေလင်းနေငီကတော့မပြောတော့ဘူးတွန်လိုက်တဲ့ဖုတ်တွေကစက်ကောင်စီတဲ့ဖုတ်ကိုတက်ခတ်ပြီးဆိုလို့ရှိရင်လင်းနေငီကတော့မပါဖြစ်သိမ့်ပိုက်ရပြီးပြီးသားဒီကောင်တွေစက်ကောင်စစ်တပ်ဖက်ကသိပြီးဆိုလို့ရှိရင်တော့လင်းနေကင်းရတူကလင်းနေငီကတော့သိမ့်ပိုက်ပြီးသားဆိုတော့ဒီတဲ့မှာဆိုလို့ရှိရင်အကြီးနေတဲ့ RPG အာ RPG အဆင့်ပေါ့နော်60မှမတော့အဲ့လိုမျိုးတိကိုပါတယ်တော့သိရပါတယ်။ RPG ဖူးပေါ့နော် RPG ဖူးလေးပါတယ်။ RPG ပြီးရင်အာ ကူကြီး2000 2000ဘောเนาะ2000လေးပါတယ်လို့သိရပါတယ်ဆိုပြီးတဲ့မှာလက်နေကြီးကတော့သိမ့်ပတ်ရရှိတယ်ရှိတယ်ဒါပေမဲ့အသေးစိတ်တော့မသိရသေးဘူးအဲ့ဒီနောက်မှာနောက်တစ်ခုကတော့ပီတုကျင်စာကိုမင်းနေတဲ့အုတ်ချိုရည်မှုအကြောင်းပြောပြမယ်ဒါကတော့ပုဂ္ဂိုလ်ကမြောက်နေလေယာကြီးရောမှာအုတ်ချိုရည်မှုမိုးဝံကျွေးကျူးဆွေးချအဆောင်စီရင်သွားတယ်လို့သိရပါတယ်ဒါကသူ့ကိုယ်သူအဆောင်စီရင်တယ်လို့သိရတာဖြစ်ပါတယ် နောက်အပြင်ဘွန်တီတွန်စစ်သားအလုံးနဲ့ဒင်ယာရတူမြတ်ကို ပြန်လေပို့ဆောင်သောစစ်ကြောင်းကိုမန်းဆွေတက်ခတ်ခဲ့တယ်လို့သိရှိရပါတယ်။ဆိုတော့ဒီထက်ကကျွန်တော်ခုနပြောသလိုပဲဒီစစ်ကောင်စီလက်အောက်ကအုတ်ချွေးမှုတွေဆိုလို့ရှိရင်ဘီတုကျင်းစာမင်းနဲ့ရန်ကိုမြန်နေရပြီ။သူကသူအာကျိုးဆွေးချတယ်လို့သိရပါတယ်။သူက ယွန်းလာနက်စ်ယွန်းလာ23ရက်နေ့နေ့နေ့ပန်းကပုဂ္ဂိုလ်မျိုးနယ်လေးရာကျေးရွာနေအသက်40အရွယ်ခန့်ရှိတဲ့စစ်ကောင်စီခန့်အုတ်ချုပ်ရေမူမိုးဝမ်းဒီ၎င်း၏နေအိမ်တွင်လေပင်းကိုကျူးဖြတ်ခြေကအဆောင်စီရင်သွားပြင်ဖြစ်ကြောင်းစစ်ကောင်စီကအုတ်ချုပ်ရေမူအဖြစ်ခန့်အခန့်ထားဒီမှာကြောင့်ဂျာမိပြောဂျာမိလီပြီးလို့သိရပါတယ်ဂျာမိနေပြီးပြည်သူလူထုအပေါ်မှာအာ မတရားစက်ကြီးကုတ်တာတွေအနံကြီးနင်းစက်နေသူဖြစ်ကြောင်းသိရှိရပါတယ်လူလူကုသူကို စက်ကဆကခန်းထားတာကြာပါပြီတဲ့သူတို့ဒီသူနေအင်းထဲမှာပဲလေပင်ကျူးချီပြီးတော့အစွန်စီရင်သွားတာလို့သိရပါတယ်သူကမိယာတွေလဲမိယာတွေကိုလဲအလွေသုံးစားလောက်ပြီးတော့ရုံစားထတာတွေလဲမနေဘူးလို့သိရပါတယ်လွန်ခဲ့တဲ့ရေပန်းကလည်းစက်ကဆက်ကသူ့ကိုအချို့နရက်ချလိုက်သေးတယ်လို့သိရပါတယ် စမုထန်ကျေးဆိုလေတလတ်တခါကောပေးရတယ်တရင်ကိုကြက်တသုံးခွေကြက်တသုံးခွေပေးရတယ်လို့သိရပါတယ်သူလို့ရိတ်တွေကိုသူသိလို့ဒီလိုလောသွားတာနေမှာပါလို့အဒီထက်ကသိရှိသူတွေတာဝန်ရှိသူတွေကနဲ့ကျွန်တော်ပြင်ပြီးတော့ကြားသိရဖြစ်ပါကိုဘရာ1ကပကောက်ခုပေါ့နော်အာသူတွေတာဝန်ရှိသူစီကနဲ့ဒီလိုမျိုးကို ကျွန်တော်ကြားသိရတာဖြစ်ပါတယ်ဒီကဒီကောင်ကတတော်လေးကိုဆူရနေတဲ့ကောင်နော်သူတို့ပြည်သူတွေကိုမတရားကို စေမူထန်းကြီး၄ရာတွေကိုဒီလိုမျိုးရောင်းချမှုတွေသူ့ကိုသူဟာလော့စ်အမှုအရန်ကိုမြန်တဲ့တဲ့တွေ့ကြုံဒီလိုမျိုးသူ့ရဲ့လော့ရက်ကိုမခံနိုင်လို့ပြီးသူတွေရဲ့ပြောနေတဲ့ဟာကိုပြီးသူတွေရဲ့ပြီးသူတွေစီမှာရွတ်မှာနေတဲ့ဟာကိုမခံနိုင်လို့သူ့ကိုသူဟာကျွေးစုအကျွေးကျူးဆွေးချဘောနော်ကျူးဆွေးချဒေဆုံးနေရတဲ့အကြောင်းတွေကျွန်တော်တို့သင်ရပါတယ်နောက်တစ်ခုကအခုတက်ပွေးကပြင်းထန်တဲ့အကြောင်းတွေပြင်ပြီးတော့ပြောပြရမယ်ဒါကတော့တောင်ငူဖြစ်ကဘောနော်ဘကိုးတန်းတောင်ငူမြို့နေမှာရှိတဲ့ဘကိုးယုံမအတွင်း တဲပွေပြင်းထန်နေပြီးတော့အကျန်းဖက်စစ်တပ်စစ်ကြောင်းကစစ်တပ်ကအကျန်းဖက်စစ်တပ်ကစစ်တပ်လေကြီးများပြန်ပါအသွန်ပြုတ်တက်ခတ်နေကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ဒီဟာကစစ်ကောင်စီဖက်ကစစ်တပ်လေကြီးကတတော်လေးကိုအသွန်ပွင့်လာဝန်လာတယ်စစ်တပ်ဖက်မှာဘောနော်ဆိုဒီဟာကပြည်သူတွေကိုအာလိုက်ပြီးတော့ကြေးချမ်းမှုတွေနေရာမှာဒေါန့်ရော့ကိုတိကျတယ်ဘောနော်ပြည်သူတွေရဲ့ဘိုးအိမ်တွေကိုပြည့်တဲ့နေရာမှာအရန်ကိုတိကျတယ်လို့ဒီကောင်တွေကပူပြီးတော့သွန်လာများများပါတယ်ဆိုတော့အဆိုပါထိတွေ့တက်ပွေးများကြောင့် တောင်ငူမြို့နယ်အတွင်းမှာရှိတဲ့ဂျေးရွာများမှာပြည်သူများဒီလင်းနေကြီးပုပ်ကွေးတံများတနက်တံများကြားနေရ၍စပေးတင်းရှောင်နေရပြင်းရှင်နေကြပြီးတော့တက်ပွဲအတွင်းမှာအကျန်းဖက်စစ်တပ်မှထိခတ်သေးဆုံးမှုများပြားကြောင်းသိရှိရပါတယ်။ဒီကရွာလ23ရက်နေ့အတွင်းတောင်ငူမြို့နယ်ကမြို့နယ်မှာရှိတဲ့ဘကိုးယူးမှာထဲအတွင်းအကျန်းဖက်စစ်တပ်နဲ့တော်လန်ရေးတပ်တွေကြားမှာတက်ပွဲဖြစ်ပွားခဲ့ပြီးတော့နောက်မှာစစ်ကောင်စီကစစ်တပ်လေထီများပါအုံပြူတက်ခတ်နေခြင်းကြောင့်ကျွန်တော်သိရှိရပါတယ် ဒီတက်ပွဲအတွက်မှာပုပ်ကွေးတန်တွေကသနတ်တန်တွေသနတ်တန်တွေတော့ကြားနေရတယ်တဲ့ကျွန်တော်ဘောင်းကြီးလိုက်တာဖြစ်တဲ့ဖြစ်နေတယ်အခုတက်ပွဲတွေကယူမအထဲမှာဖြစ်နေကြတာလို့သိရပါတယ်ဆိုတော့နောက်ပြီးတော့ဒီနေ့ဒေါငူ၄တက်ကနေစစ်တက်၄ထီနဲ့အသေး၄ထီဒေါင်းစင်းဒေါင်းစင်းပြန်တန်းနေတာကို တွေ့နေရပါတယ်လို့သိရပါတယ်စစ်ခွေးတွေစစ်ခွေးတွေကဒေါငူ၄တက်ကိုစစ်တက်၄ထီတွေပါ ပို့ဆောင်ပြီးတော့လေကြောင်းတက်ခတ်မှုတွေပိုးမိုးလို့ဆောင်ပြီးတော့အာလို့ဆောင်ပြီးထင်တယ်ဟုဒေသပြည်သူတို့ကအခုလိုပြောဆိုထားပါတယ်။ရာကတောင်ငူလေတက်ကတော်တော်လေးကိုစစ်ကောင်စီကတုံးနေတဲ့လေတက်အာလေစကြီးတခုဖြစ်နေတာပေါ့နော်။ဆိုတော့ဒီဟာနဲ့ပတ်သက်ဆက်ပြီးတော့အခုချိန်မှာအာပြင်ပြီးတော့ပြောပြချင်တာကတော့ဗာလဲဆိုလို့ရှိရင်ဒီတက်မတော်လေ အမှတ်တဆက်ပြန်ဝေဝေအေဝနဝေအေလေရင်တိနစီကိုတရုနိုင်ငံကိုမင်းလေစစ်တွင် ရှားဖွေတွေ့ရှိရပြီးတော့စစ်ကောင်စီအတွက်မကြမ်းင်းအသုံးပြုတော့မဲဟုမြန်မာ wellness ကပြောဆိုပါတယ်ဒါကတော့စစ်ကောင်စီအတွက်အသုံးပြုဖို့အတွက်အာဒီစစ်ကောင်စီကိုစစ်ကောင်စီအတွက်ပုတ်ဖို့အတွက်အာဒီကိုမင်းမြို့မှာဗောနထားရှိခဲ့တဲ့ဆိုတော့ user ရတယ်လို့အမ်မြန်မာ wellness ကဒရင်ထုတ်ပြန်တာတွေ့ရပါတယ် ဒါအသေးစိတ်ကတော့အာတမရိုလေးကပေါ့နော်စက်ဖက်လေးရင်များနဲ့ပသက်ရွယ်ဝန်ဆောင်နှံဆွမ်းနဲ့ဖက်ဆောင်အသောပြုနိုင်မှုအတွေ့ပေါ့နော်အထူးအလေးတာအလေးတာတို့ဝေးအဲ့ပေါ့နော် ဝေးလေရင်များကိုဆက်လက်တူးချဲ့အသောပြုလေးရရှိကြောင်းအဆိုပါဝေးအဲ့နောက်ထပ်လေရင်များရောရှိလာခြင်းဒီစက်ကောင်စီလေးတက်အတွေ့ထောပံထောပံပေါ်ဆောင်ရင်းနဲ့လေပံလေပံနိုင်မှုစွမ်းရည်ကို တူပွားစေရန်ဖြစ်ကြောင်းသိရှိရပါသည်ဆိုတော့နောက်တစ်ခုသတင်းကတက်မတ်ကိုကိုတက်မတ်မူအတိကနယ်ရီကန်ဗျူဟာ၌ခုခံစစ်ပင်းစင်နေလို့သိရပါတယ်ဒီနယ်ရီကန်ဆိုတာကတိုလန်ရဲ့တက်ဖွဲ့တွေအတွေ့ရောစစ်တပ်အတွေ့ရောအရေးပါတဲ့ဗျူဟာတစ်ခုလို့သိရပါတယ်ဒီကဘေးနားမှာရှိလဲဆိုလို့ရှိရင်အမ်ပဒန်လမ်းအနီးမှာရှိတဲ့အမျိုးတက်၄၀၉နားမှာရှိတာလို့သိရပါတယ် အမျိုးတက်၄၀၉ကိုရဲရင်ပြန်လူဝင်အားဖြစ်နေပြီးတော့အဲ့ဒီနေရာကတစိတ်ဂိုးမှန်ခတ်အကွာမှာရှိတဲ့နေရီကံပြာကိုစည်ရင်တန်းပြန်အင်အားဖြစ်တင်းနေဒီကိုတွေ့ရသည်တဲ့ထို့အပြင်ဒေတာတွန်းမှာရှိတဲ့ကပ္ပစများတရင်များမှာတစိတ်ပသိမ်မွန်ရွာလမ်းပန်းတို့မှာလည်းနေရီကံတို့အင်အားဖြစ်နေတယ်လို့သိရပါတယ်ဒီစကန်နေရီကံပြာကိုတူလိုက်တဲ့ဖို့တွေကတင်းပတ်ပြီဆိုလို့ရှိရင်ကပ္ပစတို့ ဒတိုလေးကိုနင်းသွားပြီလို့သိရပါတယ်ကပ္ပစကဒီဟာကိုဒီဟာဒီ view ဟာကောင်းနေပဲချင်းချောက်လောရတဲ့အခြေအနေမျိုးထိရောက်နေပြီလို့သိရပါတယ်ဆိုတော့ဒီဟာကဒူလိုင်းတွေ့ရအရင်အရေးပါတယ်စက်တက်တွေ့ရအရန်ကိုအရေးပါတယ်အာနေရာတစ်ခုဖြစ်ပါတယ်ဆိုတော့မနေ့ကကားသုံးစီးဝင်တယ်အသေးနှစီအကြီးတစီဒီရက်ပိုင်းမှာ net ရေကန် view ဟာကိုအင်အားပြန်ဖြစ်နေတဲ့အနေထားပါဟုချင်းကကိုရက်တက် အရှူ CDF မှာပြောရဲဆိုခွင့်ရှိသူကပြောဆိုပါတယ်ဒီ တက်မကြခင်မှာပဲကျွန်တော်တို့တွန်လင်းတက်ဖို့တွေကအဲ့ဒီအနည်းနာမှရှိတဲ့ကာကင်းစကန်ပေါ့နော်အာနဲ့ရေကန်ကာကင်းစကန်ကိုတွန်လင်းတက်ဖို့တွေကတင်ပိုက်ခဲ့ပါတယ်ဒီတိမှာစစ်တပ်ကတအူးတွေဖမ်းဆီးရမိတဲ့တည်ဆောက်မှုတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒါပြင်တက်မမှုအတိကဗျူဟာတော်တော်လေးပြောင်းကစားလာတယ်လို့သိရပါတယ်လေးချောင်းကိုပူသုံးတယ်ဒီဗျူဟာကဒီဗျူဟာမကြအောင်သူတို့ရတဲ့လို့လောက်လိမ့်မယ်ဟုစည်ရလက်လာသူတို့ကပြောဆိုပါတယ်အခုချိန်မှာဒီဟာကတော်တော်လေးကိုအရေးပါတယ် ဒီဟာကိုစစ်တပ်ကဆောင်းရှောင်းသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တိုလိုင်းတဲ့ဖို့တွေကကပ္ပစတော့ဘူးနော်အဲ့ဒီအနီးနားမှာရှိတဲ့ကပ္ပစတွေကိုခေါကောင်းကိုချင်းချုပ်လို့ရတဲ့အနေအထားမျိုးဖြစ်နေပါတယ်ဆိုတော့ဒါကတခုပေါ့နော်အဲ့ဒါပြီးရင်ဒီဟာကိုလွတ်အာစစ်ကောင်စီကအဲ့ဒီအနီးနားမှာပြင်ပြီးတော့တိုလိုင်းတဲ့ဖို့တွေကိုရှင်းလင်းနိုင်ပြီဆိုလို့ရှိရင် N ဖက်ကိုပေါ့နော် N ဖက်ကိုသွားပြီးတော့တက်ခတ်မှုတွေကို loss on နိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ် ဒါကအရေးပါတဲ့အရန်ကိုနှစ်ဖက်စလုံးကအရေးပါတဲ့နေရာတစ်ခုလို့သိရပါတယ်။နောက်တစ်ခုကတော့မြန်မာနိုင်ငံအတွင်းတိုလန်ရစ်တက်မြအီစုမုနေမီမြန်မာမလေးရှားနိုင်ငံထက်ပြင်ကြီးမားနေပြီးအသွင်ကူးပြောင်းရစ်အစိုးရတရက်လိုအပ်နေဒီကိုတန်းရင်သာတိုလန်ရစ်တက်ဖွဲ့များ EOS ဘောနအများက အခြေခံအားဖြင့်သဘောတူညီလက်ခံထားကြောင်းမြို့သားငင်ရဲ့အစိုးရ UNG ဝန်ကြီးဒေါက်တာရိုးဝေဆိုးကပြောဆိုပါတယ်။ဒါကတော့အာ အင်တာဗျူးတစ်ခုမှာပြောဆိုထားတာဖြစ်ပါတယ်အင်တာဗျူးတစ်ခုမှာကျွန်တော်လည်းနည်းနည်းတော့နားထောင်လိုက်ဒါကအပြည့်အစုံတော့ကျွန်တော်တို့နားမထောင်တဲ့တွေ့ကြုံเนาะဒီဟာကတော့မကြက်ပြက်နေတာဖြစ်ပါတယ်ဒီလိုမျိုးအင်တာဗျူးဆိုတော့ကအပြည့်အစုံရှိမှာကျွန်တော်တို့အတွက်အာနားထောင်ရတာအရှင်ပြည့်တဲ့ဖြစ်တဲ့တွေ့ကြုံဒီဟာကပြည့်စုံမရှိတဲ့ပြည့်စုံမတွေ့တဲ့တွေ့ကြုံကျွန်တော်လည်းဒီမှာပြင်ပြီးတော့ချက်ပြက်ခြင်းမရှိတာဖြစ်ပါတယ်ဒါကအခုကျွန်တော်တို့ကျွန်တော်တို့တွေစိုးမိုးနေတဲ့နေမီတွေကမလေးရှားနိုင်ငံလုံမကတော့ဘူးလို့ ဂျေးနေပါပြီတဲ့ဆိုတော့အဲ့ဒီအာ feeling ကကိုကိုကို မေပြင်းစိုးမိုးနေတာအခုကျွန်တော်ဖြတ်သွားလိုက်ရင်လေကွမ်းတွေစိုက်ခင်းပြူးခင်းတွေမဆက်တဲ့မပြူးတဲ့လေကွမ်းမှာမရှိတော့တာတဲ့ဆိုတော့မရှိတာမဆက်တဲ့မပြူးတဲ့နေရာဒေသမှာမရှိတာနောက်မွေးမြူရဲ့အတွေ့လုပ်ငန်းတွေလည်းလုံးနေတာပါပေါင်းပန်းလေးပတ်နေတဲ့စူမိုးဒေတာတခု ရှိတယ်ရှိနေတယ်လေးချောင်းရံမှာ အပလေချောင်းရမှာအပပေါ့နော်။အာရှင်းနေတယ်ဆိုတဲ့ခံစားချက်မျိုးရတယ်။ဒီမေဒီမေဒီရေဒေသတာကိုငါတို့ဘောငါတို့တွေပန်ဆိုးနေပါလေနေပါလားငါတို့တွေအာသွားနိုင်လာနိုင်လုံနိုင်ကန်နိုင်ပါလားဆိုတဲ့အတိနဲ့ feeling ခံစားချက်ကမေပြင်ရောက်တဲ့အချိန်မှာဗာရတာဟုဒေါက်တာယောဝေစုက ရှင်းပြပါတယ်ဒါကတော့အာမေခွန်းတစ်ခုမှမေးလာဖြစ်ပါတယ်ဒီမေပြင်နဲ့အာတခြားနိုင်ငံ တခြားနိုင်ငံမှာနေပြီးတော့လောဒေါ်လာရေးလောက်ရတာဘယ်လိုလဲ feeling ရှိလဲဆိုတော့မေးခွန်းမြို့ကိုကျွန်တော်တို့မေးတဲ့ချိန်မှာပြောဆိုထားဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုတင်ဆက်ပေးချင်တဲ့သတင်းကတော့အခုချိန်မှာဒေါ်လာတက်ဖို့တွေထင်းကျွတဲ့နေရာဒေါ်လာတက်ဖို့တွေစိုးမိုးတဲ့နေရာကိုစက်ကောင်စီကလေကြောင်းတက်ခတ်မှုတွေမြေပြင်ကနေစက်ကြောင်းထုမှုတွေတောက်လျှောက်ကိုအပြင်းထန်ကိုလုပ်နေတာဖြစ်ပါတယ်အခုမန္တလေးတန်းစင်ကူးမြို့နယ်မက်တီအာမက်တန်နန္ဒာဆေးရောင်ကိုအကျန်းဖက်စစ်တပ်ကလေရင်ဖြန့်ဘုံကျဲတက်ခတ်ရမှာ မင်းဖွာပီးခါစားပါနော်မင်းဖွာပီးစဂလေးမိခင်တူတေဆုံးပြီးတော့ဆစ်နှုတ်ထခတ်တန်ရရှိကြောင်းစေးရောင်ဒါဖွာမိမိရဲ့ပါနော်အဆောင်အပါဝမ်းအဆောအအောင်တောင်းလုံးပြည့်စည်ခဲ့ကြောင်း စင်ကူမြော့နယ်ပကဖသတင်းတာဝန်ခံကပြောဆိုပါဒီဟာကတော့တော်လိုင်းရဲ့တဖို့တွေကတော့အာထင်းချွေနေရာကိုစက်ကောင်စီကအသေးအကြေကိုကျွန်တော်တို့တော်လိုင်းတဖို့တွေရှိတဲ့နေရာပြည်သူတွေကမှဂျန်ပေးနေအကောင်လုံးကိုတက်ခတ်မှုဒေါ့ရှော့ကိုလုံနေတယ်အာအဒီအခု နောင်ချုံမြို့မှာလေဒေါ့ရှော့ကိုအာတက်ခတ်မှုတွေလုံဆောင်နေဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်လဲအာဂျိုတန်ဖန်တွေကိုပြင်ပြီးတော့ချက်ပြပေးမှာဟိုဖိရကုက လိုနေတာပေါ့နော်ဆိုတော့ဒီထက်မှာဆိုလို့ရှိရင်ဒေဆုံးသူကစေယောင်ကိုလာပြီးတော့မင်းဖွာပြီးတာနရဲ့ပဲရှိပါသေးတယ်ကလေးကတော့အသက်ရှင်ပါတယ်မိခင်ဖြစ်သူကတော့နေရမှာတင်ပွေးချင်းပြီးသုံးဆောင်သွားတာပေါ့ဆိုတော့စေယောင်ကိုတော့အနေအနာတဝက်ကမတရားလာမတရားလာတဲ့စင်ကိုစင်ကိုမှရှိတယ်တပည့်ချင်းတပည့်ချင်းမှရှိတယ်တပည့်ချင်းမှရှိတပည့်ချင်းမှရှိမယ်ပြီးရင်ပြည်သူတွေတော်တော်များများက ဒီဈေးရောင်ကိုအားကိုးနေရတာဒီဈေးရောင်မှာဒိုလန်ရဲ့တက်ဖွဲ့တွေစေကိုတလားသူကိုတတာလုံးဝမရှိပါဘူးအဓိကကတော့အယေသာယဟန်တွေနဲ့ဘီသူတွေကိုပဲအကူတာပေးတဲ့ဈေးရောင်ပါဟုစင်ကိုမြော့နေပကဖသတင်းတာဝန်ခန့်ကပြောဆိုပါဒီဟာကတော့စစ်ကောင်စီကတော့ဘီသူတွေလည်းမကြံဘူးအာယဟန်တွေလည်းမကြံအကောင်လုံးကိုတက်ဖြတ်နေတဲ့သူဖြစ်ပါတယ် ဒီနေ့မှာတော့ကျွန်တော်တို့အများကြီးပြောစရာမရှိတော့စစ်မကုန်းဖြစ်ရတာကလွဲတော့ဘာမှလည်းပြောနိုင်တာမရှိဘူးဆိုတော့ညီကအာကလေးကတော့အသက်ရှင်တယ်မိခင်ကတော့ဆုံးသွားတယ်လို့သိရပါတယ်တတော်လေးတော့စစ်မကုန်းဖြစ်ရပါတယ်ညီကနော်ဆိုတော့ဒီက၁၂ဦးထိကိုဒိန်ရရှိတာမျိုးတွေရှိတယ်လို့သိရပါတယ်ဆိုတော့အခုချိန်မှာစစ်ကောင်စီကသူရှောင်းနေတဲ့နေရာကိုရှောင်းမေးမေးပြီးတော့ဘုံကျေးမှုတွေတောက်ချက်ကိုလောက်တယ် ဆိုတော့အဲ့ဒီနောက်မှာနောက်တစ်ခုသတင်းကပလေးမြော့နဲ့စီပူကွန်ယောဂစစ်တပ်နဲ့ပြည်သူစစ်စခန်းကိုဒုံလိုက်တဲ့တွေကတက်ခတ်နေပါတယ်အခုချိန်မှာဆိုလို့ရှိရင်တင်းရင်တင်းပတ်လို့ပါပြီဒီတဲမှာစစ်တပ်တွေကတက်ပွေးအတွက်မှာထိခတ်သေးဆုံးမှုတွေများနေလို့သိရပါတယ်ဒီကနေ့ပတ်သက်ပြီးတော့ကြိုဆိုဘလူးတွေအိုခဲ့လဲဆိုတာကိုကျွန်တော်ကြည့်ကြည့်အောင်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ပလေးမြော့နယ်ရဲ့အခြေအနေကိုထပ်ပြီးဆက်ပါမယ်ကျွန်တော်တို့နောင်ချိုးအဲနောင်ချိုးဧရိယာလေးထပ်ပြောမယ်နောင်ချိုးကို အဒီလာကုံပြီးဒီလာကုံပထမပတ်လောက်ဆိုရင်နောင်ချိုမှာကျွန်တော်တို့ဒီနိုင်ငံတော်အလံတွေစိုက်ဖို့ကတည်ကြသွားပြီဒီလာကုံပထမပတ်တွင်မှာဖြစ်ဖို့များသွားပြီလက်ရှိကျွန်တော်တို့တပ်မတော်ရေးစစ်ကြောင်းတွေကနောင်ချိုမြို့ရဲ့ကျွန်တော်တို့ဒါ၃မိုင်ပတ်လည်လောက်ကိုရောက်သွားပြီ၃မိုင်ပတ်လည်ကိုကျွန်တော်တို့အင်အားအလုံးနဲ့ရောက်သွားပြီပြီးသွားရင်လည်းပဲကျွန်တော်တို့ဒါများမကြမီကာလမှာကျွန်တော်တို့မိုးကုတ်ကလည်းဒါတပ်မတော်ရေးကျွန်တော်တို့ထိန်းချုပ်တဲ့တပ်မတော်ရေးကျွန်တော်တို့အာနာဇတ်အောက်ကိုပြန်ပြီးတော့ရောက်သွားမှာဖြစ်ပါတယ်လက်ရှိဒီတပ်မတော်ကတော့မန္တလေးတိုင်းမန္တလေးတိုင်းဒေသကြီးအတွက်ကျွန်တော်တို့ဒီလိုအပ်တဲ့ထိုးစစ်တွေ ဒါစာဖို့အတွက်ကျွန်တော်တို့နားလည်ရပါတယ်စာဖို့အတွက်ပြင်ဆင်လျက်ရှိရလို့ကျွန်တော်တို့နားလည်ရပါတယ်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့အဲစစ်သူကြောင့်မီဒီယာအုပ်စုတွေလည်းတော်တော်လေးကိုသူတို့တွေးတွေးလေခြောက်ချားနေတယ်အဲ့တော့များမကြပါကလာမှာတက်မလို့တော့ဒီလိုအပ်တဲ့ကျွန်တော်တို့ဒီစစ်စင်ရေးတွေတောက်လျှောက်လုံးမှာဖြစ်ပါတယ်ပြီးရင်လည်းပဲကျွန်တော်တို့ပေါက်ပေါက်တို့ကျွန်တော်တို့ပေါက်တကြောပေါ့ဗျာပေါက်တကြောလည်းကျွန်တော်တို့နေမြရှင်းနေမှုတွေတောက်လျှောက်ဒါလုလုဖို့ပြင်နေရလို့သိရပါတယ်နောက်ကျကျွန်တော်တို့စစ်ကြောင်းတွေတောက်လျှောက်ကျွန်တော်လှုပ်ရှားနေတယ်တောက်လျှောက်လှုပ်ရှားနေပါတယ်ကျွန်တော်တို့တက်မလို့ရောက်နေတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အရာဝန်ကြီးပါတနည်းအားဖြင့် ကျွန်တော်တို့ရဲ့ကြော်ယိုကြီးကျွန်တော်တို့အသက်ရှင်လှူရှားနိုင်မှုအတွက်ဒီကြော်ယိုတွေကနေပြီးတော့ကျွန်တော်တို့တကယ်ထောက်ပံ့ပေးထားတာပေါ့ပလင်းမြို့နယ်ဇီးပြုတ်ကုန်းကြီးရွာကိုစေတူကြအုပ်စုတွေကဇွန်လ10ရက်နေ့ကနေစပြီးတော့မီးလောင်ပုံးတွေနဲ့ဒါကြီးရွာတွေကိုကျွန်တော်ပြစ်ထည့်တယ်တိုက်တယ်ဒီကျွန်တော်ဒီပလင်းမြို့နယ်မှာကအလုံးကျွန်တော်တို့ရှေ့ရတင်ပြသလိုပါပဲပလင်းဇီးပြုတ်ကုန်းအင်မတီကန်းထောင်းဆိုပြီးတော့ကျွန်တော်တို့ပြည်သူစစ်နဲ့ဒီဒီလုံယုံတပ်ဖွဲ့ဝင်တွေရဲ့နေရာ၄နေရာပဲရှိတယ်။ကျန်တဲ့ area ကြီးအားလုံးကစစ်တပ်ကအုပ်စုတွေပြစ်ထည့်တာ။ပြီးခဲ့ရက်ကကျွန်တော်တို့ဒီကန်းထောင်း ဆုပ်လိုက်ရတယ်လက်ရှိကျွန်တော်တို့ဒီဈေးပြုံကုန်းကိုထပ်တိုက်နေတယ်ဈေးပြုံကုန်းထပ်တိုက်နေဈေးပြုံကတော့ကျွန်တော်တို့အနည်းနဲ့အမြန်စစ်သွေးကြွအုပ်စုတွေကျွန်တော်တို့ကြီးပါတွေကိုဝင်လုံးမဲ့အနေကတော့ရှိသွားပြီဘာကြောင့်လဲဆိုတော့တို့ကကြီးပါပြန်စစ်သွေးညောင်းတွေတူးပြီးတော့ကြီးပါဘက်ကိုတို့ဥတည်လာတယ်တစ်ဖက်မှာလည်းတို့ဒိုးစာတွေနဲ့တို့အရင်ရခင်တိုင်းအကာဝယ်ပြီးတော့ကြီးပါတွေကိုတို့ဖောက်ဝင်လာနိုင်ဖို့တော့တော့စူးစားနေလို့သိရတယ်အဲ့တော့ဒါတော့ကျွန်တော်တို့ဈေးပြုံကုန်းရဲ့အခြေအနေပါအဲ့တော့ဒီညမှာတော့ကျွန်တော်တို့ငါဆောင်းကအဖွဲရတော့အဲဈေးပြုံကုန်း ဒီပလဲမျိုးနယ်မှာတို့ဒီတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ငဆောင်ကအဖွဲ့ကလာတာကကျွန်တော်တို့ဒီရှမ်းမြောက်ကနေလာတယ်။တို့တရီတီတာကလည်း MMDA TNLA ထံကနေတရီတီတယ်။တရီတီပြီးတော့ကျွန်တော်တို့ဒီရှမ်းမြောက်ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲမှာတို့ဝင်တိုက်တယ်။ဝင်တိုက်တယ်အဲ့မှာတို့ရလာတဲ့လက်နက်ခဲယမ်းတွေကိုအချိုးစားအလိုက်တို့ရတယ်။ရပြည့်နောက်ပိုင်းမှာဒီဖွဲ့တွေကကျွန်တော်တို့ဒါဒါကျွန်တော်တို့တစ်ဖက်မှာ ရခိုင်ဘက်ကိုသူတို့သွားပြီးတော့တိုက်တယ်တိုက်ပြီးတော့အဲ့မှာရလာတဲ့လက်နက်ခရဲနေတဲ့သူတို့လက်ရှိတော့ကျွန်တော်တို့ဒီစကိုင်းစကိုင်းတိုင်းတဲကိုပြောင်းဝင်လာတဲ့သဘောဖြစ်သွားပြီစကိုင်းတိုင်းတဲကိုပြောင်းဝင်လာပြီဆိုရင်ဒီပလဲနဲ့ကျွန်တော်ချိန်ဆက်ထားတဲ့မြိုင်ရေစကြိုလမ်းပိုင်းတွေရှိတယ်အဲ့ဒီကနေကျွန်တော်တို့ ERI မြို့ကိုကူပြီးဆိုတာနဲ့မြင်းကြံမြင်းကြံဘက်ကကျွန်တော်ရန်ဘူရောရောက်မယ်ရန်ဘူရောက်သွားပြီဆိုမြင်းကြံခရဲဘက်ကိုကျွန်တော်လှုပ်ရှားလို့ရသွားပြီဒါမှမဟုတ်လည်းသူတို့ဘယ်ဘက်ကိုဥတည်မလဲဆိုတာကျွန်တော်တို့ဆက်ပြီးစောင့်ကြပါဖြစ်တယ်အဲ့တော့ ကျွန်တော်တို့ဒီစီးပြုတ်ကုန်ကြီးပါနဲ့ပတ်သက်ပြီးတော့အခြေအနေတွေဘာတွေဆက်ဖြစ်လာမလဲကျွန်တော်တို့ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်ကြည့်မနေနဲ့တော့နော်ပြောဆိုလို့ရှိရင်ကြာရင်ကြာလို့ပြီဆိုတော့စီးပြုတ်ကုန်မတန်ခင်ကကန်းတော့အောင်ဆိုလို့ရှိရင်ဘလိုတွေဖင်ကုန်အိုကေလေဆိုတော့အခုစီးပြုတ်ကုန်အာကြည့်နေကြတော့အဲ့လိုဒီမအောင်ရေးတော့ ခင်မရရေးတော့ဘူးเนาะဆိုတော့အခုဆိုလို့ရှိရင်နောင်ဂျိုနဲ့ပတ်သက်ပြီးတော့ဗျเนาะဆိုတော့နောင်ဂျိုမှာဆိုလို့ရှိရင်တက်ပွကတော့အမြင့်ဆုံးတက်ပွပြင်းထန်တဲ့အနေထားကိုရောက်နေလို့တရင်ရင်းမိလို့စီကတိရှိရတာဖြစ်ပါတယ်နောင်ဂျိုကအခုချိန်မှာတက်ပွတတော်လေးကိုပြင်းထန်နေတယ်အမြင့်ဆုံးချိန်နေတော့ရောက်နေပြီလို့သိရပါတယ်ဆိုတော့ဒီထက်မှာစီပြုကုန်းကဒိုနိုက်တဖို့တွေကတက်ခတ်နေရွနာစီရင်နေကအခုဆိုလို့ရှိရင်အာဆက်သွန်းချိလို့ရှိနေပြီเนาะဆိုတော့အခုဆိုလို့ရှိရင်မကြခင်မှာတင်ပတ်ရတော့မယ်ဆိုစီပြုကုန်းပြီးတာနဲ့အခုနောက်သူရေးပေးတဲ့ရော်တွေကအာ စစ်တပ်စခန်းတွေကိုတော့ရုပ်လာမယ်ပြီးတော့ပတ်သက်ဆတွေဆိုတာကဒီအာရေစခန်းတော့စစ်တပ်စခန်းတော့အရှိနေရမှာအာတန်ချက်ထားတဲ့ပတ်သက်ဆစခန်းတွေဖြစ်ပါတယ်သူတို့ပြောနေတာဆိုလို့ရှိရင်တော့ဒီဟာကပတ်သက်အသက်ကြီးရွယ်ဦးတွေဘိုင်းကလာအောင်နေသေးတယ်ဆိုတော့ပတ်သက်ဆတွေကဘလောက်ထိရက်ဆက်လဲဘလောက်ထိလော့ကျန်လာလော့ရဲ့လဲဆိုတာကိုလည်းသူတို့ကပြောထားဘူးဆိုတော့ဒီထဲမှာပတ်သက်ဆနဲ့စစ်တပ်တွေပဲရှိတာဆိုတာကိုကျွန်တော်တို့သိရတာဖြစ်ပါတယ်ဆိုတော့အခုချိန်မှာဒိုလန်တဖို့တွေကတော့ရှော့ကိုထူးဆစ်စင်နေတယ်မကြက်ခင်မှာရတော့မှာပါဆိုပြီးတော့ဒိုလန်တဖို့တွေစီကနေတရင်တွေကို မကြခင်မှာတရင်ကောင်းတွေကြဲရတော့မှာဖြစ်ပါလေဆိုတော့ဒီဟာကဘိုဖေးရက်ကွက်ကလည်းတဲ့မယောင်ကြီးကြတော့ဘူးဘောလဲဆိုရှင်အိုမေဆိုလို့ရှိရင်တော့အာဒီလိုမျိုးပြန်ပြီးတော့အသင်းခံရရဖြစ်တဲ့အတွက်ကြောင့်တဲ့ပြီးတော့မအော်ရေးကြဘူးဆိုတော့နောက်တစ်ခုပြန်ပြီးတော့ကြည့်ရမယ့်ရွတ်တံဖန်ကတော့အခုချိန်မှာစက်တက်ဖက်ကနဲ့အာဒိုလိုင်းတစ်ဖက်စီကိုအလင်းဝင်တဲ့လူနဲ့လက်နဲ့ချမ်းတဲ့လူတွေပူပေါင်းတဲ့လူအရရန်ကိုအရန်ကိုမြင်နေတဲ့အတွက်ကြောင့်အခုချိန်မှာအာတူလိုင်းတစ်ဖက်ဘက်ကနေပြောစရာမလိုဘဲနဲ့ဟိုဖက်ရက်ကွက်ကလော်ဘီတွေအာပြောင်းကြီးတော့နောက်တခြားလူတွေဆိုလို့ရှိရင် ြောလာကြပြီဒိုလိုင်းတဖို့ရစီကိုပူပေါင်းနေတဲ့လူတွေဒိုလိုင်းတဖို့ရစီကိုလက်နေကျန်တဲ့လူတွေကစက်တက်ဖက်ကတတော်လေးကိုမြားဝနေပါတယ်မင်းတို့တွေဘာလောက်ခဲ့လဲဆိုပြီးတော့အိုဟဲ့နေတဲ့လောမြတ်နေတဲ့ရွတ်တန်ဖက်ကိုကျွန်တော်နဲ့အတူကြည့်ကြည့်အောင်ပါဘလူတွေပူပေါင်းခဲ့ကြလဲကျွန်တော်တို့ဘက်ကပြောတယ်ဆိုလို့ရှိရင်ဘူတွေဖြစ်အောင်ပါသူတို့ဘက်ကပြောနေတာကိုကျွန်တော်နားထောင်ကြည့်အောင်နော်ကဲဆိုတော့ကျွန်တော်ကအခု ARV မှာပထမကအဲ့လိုမျိုးရဲကိုရောက်ပြေးတာတွေရဲတယောက်ပြေးတာတွေစစ်တီတွေပြေးတာတွေနော်စစ်ပြေးတွေများနေတာတွေနောက်ပြီးတော့ပကိုးဘက်မှာညောင်ကျိုးဘက်မှာလည်း အဲစီဒီရဲ့ပြည်တွေတအားများနေတာတွေကဘာကြောင့်မို့လဲအခုလက်ရှိအခြေအနေမှာကြတော့ပြည်သူစစ်မှုတန်းကလည်းဟဲ့လားအပတ်စင်လိုက်အပတ်စင်လိုက်အပတ်စင်လိုက်ဝင်တဲ့ခါကြတော့စစ်တပ်မှာဖွဲ့စည်းပုံတွေကလည်းအများကြီးပြည့်နေဖြစ်တယ်နော်ပြည့်တဲ့ခါမှာအရှိမရှိနေတဲ့သူတွေအားလုံးခင်ဗျားတို့ဒီသူတို့ရဲ့ဂတိဂတိစကားဆိုတာရှိတာပေါ့ဆိုလိုချင်တာစာချုပ်စာချုပ်စာတမ်းဂတိစကားအရာဟိုထွက်တဲ့သူတွေနော်ထွက်ဖို့အချိန်တန်နေတဲ့သူတွေထွက်ချင်လို့ရှိရင်ခင်ဗျားတို့စစ်တပ်ကလည်းထွက်ခွင့်ပေးတင်တယ်မဟုတ်ဘူးလားနော် အထောက်ပံ့ပေးတင်တယ်အဲ့ဒီမပေးတဲ့ခါကျတော့သူစစ်တီတွေမှာစစ်သေးဝင်ပြီးသွားလို့ရှိရင်တခါတည်းသေရပါအမှတ်သားကြီးပုံစံမျိုးဖြစ်နေတယ်ကြည်ကြည်အောင်အဲ့တော့စစ်တီတွေဘောကမှာစစ်တက်ကနေပြီးတော့ရှင်ထွက်မထွက်ရတဲ့ပုံစံမျိုးတွေအထိရှင်ထွက်တော့ထွက်လို့မရတော့ဘူးဟေးဆိုတဲ့ပုံစံမျိုးခင်ဗျားတို့စစ်တက်ကိုအရှိတာသွားတဲ့အရှိမှရှိနေတဲ့သူတွေကလည်းစစ်တက်မပြောတော့ဘူးနောက်တော့ဝင်လာမဲ့သူတွေကလည်းမဝင်ကျင်တော့ဘူးစစ်တက်သွေးလေပတ်မှုမှာမကောင်းဘူးအခုတော့ဘလို့တွေဖြစ်နေဆိုတော့ခါကျတော့ရှေ့ကလူလည်းမထွက်ရအနောက်ကလူလည်း အတင်းထဲ့နေဆိုတဲ့ခါကျတော့ခုဘလို့နေဖြစ်ကုန်သားအရှေ့တန်းမှာအခုပတ်စတွေဝင်လာဝင်လာပတ်စတွေပြေးတဲ့သူတွေအများကြီးပဲပြေးကြတာပဲเนาะကြည့်ဦးအဲ့လိုပြေးရတဲ့အကြောင်းရင်းကတော့ဘဘူးနဲ့အထဲမှာရှိတဲ့သူတွေထပ်ပြေးဦးမှာဘာကြောင့်လဲခင်ဗျားတို့ဂတိမှမတည်အဲ့တော့ခင်ဗျားတို့စစ်တပ်ကဒီလိုမျိုးပေါ့ဂတိမတည်ခိုးကောင်းစာချုပ်နဲ့လုံထုံးလုံပြီးတဲ့ဂတိမတည်တဲ့ခါကျတော့ရေရှိမှာစစ်တပ်ကကြာရှုံးတတ်တယ်เนาะမကောင်းဘူး อืมอเตยแจ่มโหมก้าวตัดหลุดตาหนีနေရတဲ့ပုံစံမျိုးတွေပေါ့เนาะအဲ့လိုမျိုးတွေရတော့ဖြစ်နေတယ်เนาะအခဏမလုပ်ဘူးဆိုလို့ရှိရင်တော့ဒါတတော်ကြီးကိုဟိုစစ်တက်ကမပဲ့တယ်မပဲ့တယ်เนาะအဲ့တော့ဒါမျိုးခင်ဗျားတို့ချက်ချက်လှုပ်လေလေစစ်တီတွေအရှိတမ်းမှာစစ်ပြေးတာတွေဟဲ့လားလင်းနေချက်လို့ရှိရင်တပုံဘက်ကစီယုံလို့ရသွားတာတွေအပြီးတော့လို့ရှိရင်ဘာလို့ဆိုစကောင်းအလွယ်တကူစွန့်တာတွေဟိုတစ်ဖက်ကလည်းစီယုံရင်တအားကောင်းတယ်เนาะတစ်ဖက်ကဒီ ဟိုဘယ်လိုခေါ်မလဲဆိုတော့စစ်သေးကြတဲ့ပုံနဲ့ဘက်ကစီအိုရင်တအားကောင်းတယ်သူတို့မှမပေးနိုင်မကန်းနိုင်လို့သာပေးနိုင်ကန်းနိုင်လို့ရှိရင်ခင်ဗျားတို့ဘက်ကတော်တော်များပါသွားလိမ့်မယ်အဲ့တော့တစ်ဖက်ကစီအိုရင်နဲ့ခင်ဗျားတို့စစ်တပ်ကိုတိုက်စားနေပြီอืมအဲ့တော့ခင်ဗျားတို့ကျွန်တော်တို့ကဒါမျိုးပြောရင်လည်းအဘဘောမများကအော်ကျွန်တော်တို့ဖရဲသီးတွေပါ냐ပြုကပြောခြင်းအောင်မယ်အေးတဆူလို့လတ်ထောင်ခင်ဗျားတို့အတွက်အန်နေရယ်နော်ဒါတွေအကြောင်းပဲစစ်ချို့တက်တယ်ဟဟိုတပုံနဲ့ပူပေါင်းသွားတာတွေရှိတယ် အပုံနဲ့ပူပေါင်းဝါတက်တယ်ဆိုရှိပါလေကျွန်တော်မပြောချင်လို့ပါနော်အခုချိန်ဒီသတင်းမရတဲ့ရခိုင်ဘက်ကဒီတက်ရင်းနေအောင်ရှိတယ်အေးကြာရနော်အခုကြာရဒါလည်းသိချင်မှာမဟုတ်ဘူးနောက်သိချင်ကျွန်တော်ပြောပြအောင်မယ်နော်ဟုတ်လားကဲဆရာဒီကအခုသူမပြောချင်တဲ့ဟာကဘယ်မှာလဲဆိုလို့ရှိရင်ဟိုတနေ့ကကျွန်တော်တို့ကြောက်ဖြူဖက်ကမနော်လင်းနေချက်လင်းနေချက်နဲ့ရာနဲ့ချီပြီးတော့လင်းနေချက်လဲဆိုတာကရှိတယ်ဆိုတော့ကိုကျွန်တော်တို့ပြောခဲ့ပါတယ်ဒီကဟိုဖက်တချို့ဆိုလို့ရှိရင်ဖိဖိငင်းနေသေးပါတယ်အခုဆိုလို့ရှိရင်သူကွန်တန်ကပဲဝန်ခံသွားပါပြီ နော်သူတို့ဒီတိမ်မှာဆိုလို့ရှိရင်တချို့တွေစစ်တက်လို့ပြီးတော့လောင်းဝကိုပြောကြအောင်ဘာမှလည်းမသိတလို့နေနေကြတာဆိုတော့ကျွန်တော်ဖက်ကလည်းတရင်တွေမထုတ်ပြန်သေးဘူးဆိုတော့အာဒီယာကမဟုတ်မဟုတ်ဘူးလို့ကျွန်တော်တချို့ဆိုကငင်းနေကြအောင်နော်ဒါမှန်ဆိုလို့ရှိရင်ဒီတိမ်မှာဘီလူဖြစ်ခဲ့တယ်အတွန်းထိမှာဘီလူဖြစ်ခဲ့လဲဆိုတာကစားပါနော်အကောင်လုံးကိုပေါ်ပေးသားဖြစ်ပါတယ်ဆိုတော့အခုတထိတ်မှာရှိနေတဲ့သူတွေရောအာသူထက်ပြီးတော့ဝင်ရမယ့်သူတွေနော်ဝင်ရမယ့်ဆိုတာကသူတို့ကစိတ်ကြိုက်ဝင်မယ့်သူတွေမဟုတ်ဘဲနဲ့အစွဲခံရမယ့်သူတွေ သတိထားကြပါပတ္တစတွင်အခုချိန်မှာစစ်တပ်ကစစ်တပ်ကျွန်တော်တို့ဖက်ကပြောတာကဘူတွေပြောင်းမှာစစ်တပ် lobby တွေကိုတန်ပြောင်းကြီးပြောတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဒီဟာပြင်ပြီးတော့ဖြည့်ဆွတ်ပြီးတော့ပြင်ပြီးပြောပြတာဖြစ်ပါတယ်အခုချိန်မှာစစ်တပ်ကသူ့ရဲ့လေအောင်ငေတာသူ့ရဲ့အသေးမှာရောက်နေတဲ့သူတွေကိုအာပြည်သူစစ်မှုထမ်းဆိုတာကနန်းနေပဲထမ်းရမယ်ဆိုပြီးတော့ပြတ်ထမ်းထားတာအခုဆိုလို့ရှိရင်ပထမအပတ်စဉ်ကဆိုလို့ရှိရင်ပြီးပြီးတော့ဂျုံနေလူအများကြီးပဲအခုချိန်မှာနားနေလူတရားမှမတွေ့သေးဘူး ပြီးရင်အခုအပတ်စဉ်နဲ့အပတ်စဉ်တော့ထက်ပြီးတော့လောင်းမော်နောက်ထပ်နောက်ထပ်လဲမထွက်လိထွက်ခတ်မဟုတ်မင်းတို့ထွက်ချင်ရေဆိုလို့ရှိရင်အသေးပေးထွက်ရမယ်သူတို့စစ်သားတွေအထက်မှာပြောထားတာရှိပါတယ်မင်းတို့ထွက်ချင်အသေးပေးထွက်ရမယ်ဆိုတဲ့စကားပဲဒါကတော့သူတို့စစ်တပ်ထဲမှာဒုံဒုံတဲ့ဟာနဲ့လက်တွေ့ညီနေတာကိုပြောပြနေရဖြစ်ပါတယ်ဒါကသူတို့အာသူတို့စကားကိုမလွန်ဘူးဆိုတာကပြောပြနေချင်တာဖြစ်ပါတယ်အခုချိန်မှာအာစစ်တပ်က သူတို့တတိပတ်ရော့ပြီဆိုလို့ရှိရင်လုံးဝကိုထွက်လို့မရတော့ဘူးဒီဘလိုပဲကတ်တက်ချက်မျိုးရှိနေပါစေဘာမှလုံးလုံးမရတော့ဆိုတာကိုမင်းတို့ထွက်ခြင်းရဲ့တေဘေးထွက်ရမယ်ဆိုတာကိုပြောပြခြင်းတာအခုနောက်လာမဲ့ပတ်သက်စားတွေပေါ့နော်သူတို့မင်းတို့တွေတတိထားအခုအချိန်မှကြီးရောက်နေတဲ့သူတွေချက်တိုင်းမှာရောက်နေတဲ့သူတွေကလည်းမင်းတို့ထွက်အပြင်ပြီးတော့စတန်ကနေရောက်မှအနောက်တန်းကနေပြင်ပြီးတော့ထွက်မယ်ဆိုတဲ့သူတွေတတိထားကြအခုထွက်လို့မရတော့ဘူး နောက်မှကျန်တဲ့လူတွေသူတွေမိသားမိသားဆွေမျိုးသမီးတွေကိုလုံးဝကိုတွဲခေါ်တော့မှရကြတော့ဘူးစစ်တမ်းကိုတန်းတန်းပြီးတော့ပို့တာလို့သိရပါတယ်ဆိုတော့ဒီလိုမျိုးကျင်နေရှိနေပါတယ်ဆိုတော့ကိုပြောပြချင်တာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဆိုတော့ဒါကတော့ဒီနေ့မနေ့ခင်းမှာနောက်ဆုံးရရှိထားတဲ့သတင်းထုတ်တွေကိုတန်းတန်းတော့ရင်းချုပ်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ညနေဘက်မှာပြန်ပြီးတော့လာခဲ့ပါမယ်ပြောရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုအမီတန်ကြည့်ရှုအပိနေကြတူလန်ဗီဒီယိုမျိုးအားလုံးကိုလည်းကိုကြီးကျမချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ